ားလုံးပဲမင်္ဂလာပါတာယာဆင်ပြီးတော့နေ့ရက်လေးဖြစ်ပါသေးရှင်ခုတစ်ခေါက်ဖပြမဲ့ခေါင်းစဉ်လေးကလည်းအရင်တခါကဖပုတ်ချင်နေတဲ့ဒေါက်တာဖြူတရာရဲ့ပျော်ရွှင်မသေးဆွဲဆောင်ထဲကဆောင်းမတချို့ကိုရွေးချယ်ထားဖြစ်ပါတယ်ဒီတစ်ခေါက်ကတော့မလူတက်ရင်ဈေးဝယ်ဆိုတဲ့ခေါင်းစဉ်မျိုးရွေးချယ်ထားတာဖြစ်ပါတယ်ဆိုတော့အလုံးမင်းနောက်ကြည့်ပြပါဦးရှင် Facebook မှာတခါကဖတ်ဘူးတယ်။ဗာလဲဆိုတော့ဈေးတဲ့အပါကြီးစီကနေမဟုတ်ဝဲတော့အတင်းမေယမကအစီစဉ်မိတယ်။ဒီတိုင်းလာတောင်းတဲ့သူကြခက်လွယ်လွယ်ပဲပြပြလိုက်တယ်။အဲ့ဒီမှာသူစဉ်းစားမိပါတဲ့။တကယ်ဆိုလူအားကိုစိုက်ထုတ်အသက်မွေးနေသူစီကနေတော့အတင်းအကျပ်ဈေးတွေစစ်အလကားလာတောင်းနေသူတွေကိုကြစေတနာတွေယူဖိတ်ပြီးပေးလိုက်တယ်ဆိုတာမတရားဘူးပေါ့လေ။ အဲ့ဒီ post လေးကိုစိတ်ထဲဆွဲနေမိတယ်။တောင်းစားနေသူတွေကိုမပေးရဘူးမဟုတ်ဘူး။သူတို့မှလည်းဈေးရင်းမရှိလို့တောင်းနေရတာ။ကိုလက်အင်ကာမပြည့်စုံလို့တောင်းနေရတာဖြစ်နေတာပဲ။သို့တော်ဈေးဆယ်တွေစီကနေတော့ဈေးမစစ်တော့ဘူးဆိုတော့အတွေ့လေးရလိုက်တယ်။နေရီသွားတယ်အဝေးပြေးကိရောက်တယ်ဆိုရင်လည်းဆိုင်ကယ်ကယ်ရီသမားတွေရှိတယ်။တုတ်တုတ်မောင်းနေသူတွေရှိတယ်။အရင်ကဆိုကိုသွားမဲ့ဟိုတက်စီ2000လောက်တောင်းနေတာ မယားမက1500နဲ့စင်မိတယ်။အားလုံးလည်းသိတယ်။သူတို့မှာဒီမန်းနဲ့ supply တွေကမမျှတော့ကားပေါ်ကဆင်းလာရင်အတင်းအလူရက်လူခေါ်ကြရတာ။ကိုက1500ပဲပေးတယ်ဆိုတော့လေဒီလူ မလိုက်နိုင်တော့တယောက်မဟုတ်တယောက်ကလိုက်ပေးတာပေါ့။ကိုကဟုတ်လာပြီဆိုပြီးကျင်းတဲ့နေရောတကယ်အဲ့ဒီ900ကိုအတွက်ဘာအကျိုးရှိလဲဆိုတော့ဘာမှမရှိဘူး။ ဒီတိုင်းတောင်ပျောက်သွားတာပြဲသွားတာအထမတာအန်းစရာမရှိလို့ပေးပြခဲ့တာတွေရှိတာပဲသူတို့နဲ့ကြမှာဒီ900လောက်ကိုတမိုးတွေထားနေတာကိုလည်းဒီ900လေးတတ်တာကိုလေကုန်ခံပြောရတယ်အချိန်ဆောင်ရတယ်တွေးကြည့်တော်တော်မဖြစ်တဲ့ဘူးတကယ်တော့ကျွန်တော်တို့ကအဲ့ဒီလိုဈေးဈေးလို့ရလိုက်တာကိုကျင်နဲ့နေတာငါ့ကိုဂျင်းထဲလို့မရပါဘူးဆိုတော့မာနာပေါ့တကယ်အထက်ခံရအောင်တော့900တထောင်သိန်းမောင်းမြတ်စွာမပြောနဲ့ တောင်ဝန်းနှန်းတော်မရှိဘူးဟော့ပေါ့တခါသွားတော့လို့ကုံနဲ့ပတ်ဆိုင်ရင်အပုံ30ပုံတပုံလောက်ပဲရှိပါတယ်တခါကလည်းမန္တလေးကနေပြန်လာတော့လမ်းမှာတထောင်နားပါတယ်စောင်းတွင်းကိုမနေ့နှစ်နာရီကျော်ဆိုတော့အတော်လေးလေးအေးနေပါတယ်ကျွန်တော်လည်းဘာမှစားချင်စိတ်မရှိရတဲ့ကားရက်တဲ့နေရာမှာလမ်းလျှောက်နေတော့ဈေးတွေတွေ့လိုက်ပါတယ် စုစုပေါင်းအမျိုးသမီး6ယောက်သူတို့ကိုမြင်တော့မစီမဆိုင်သူတို့သားသမီးတွေကို မျက်စီနဲ့မြင်လာတယ်။ကိုလဲငငယ်ကအဖေအမေအိမ်ပြန်နှောက်ကြရရင်မျောတတ်တယ်လေ။အိုင်းငယ်တယ်လို့ခံစားရတယ်လေ။အဲ့ဒါနဲ့တယောက်ကိုတထောင်မိုးစီအားပေးလိုက်တယ်။စားစားချင်းတော့ဒီတိုင်းဝယ်တယ်ထင်နေတာ။နောက်မှ6ယောက်လုံးစီကအစင်လိုက်ဝယ်သွားတာတည်းတော့မှသူတို့လဲကျေးဇူးတွေတင်ပြီးကျမ်းမာပါစေချမ်းသာပါစေဆုတောင်းပေးကြတယ်။ကိုလဲကြည်နူရတယ်။ရန်ကုန်ပြန်ရောက်လာတော့ဝယ်လာတဲ့အထက်က အချို့ကိုအိမ်အတွက်အတချို့ကိုလက်ဆောင်ပေးတင်တာပဲအဲ့နေ့ကဝင်လာတဲ့အချက်ဥငုံဥတွေဆို မီးပွိုက်မှစပယ်ပန်းလာရောက်တဲ့ကလေးတွေကိုပေးလိုက်တော့သူတို့လည်းပြုံနေတာပေါ့ဒီတော့နှစ်ခါပြန်အချိုးရှိတယ်။မတိရသူကိုချင်းထဲတာတွေလည်းရှိတတ်ပါတယ်။တအားတန်မိုးကြီးတာတွေဆိုရင်တော့တတိထားဝယ်ဈေးစစ်တင်တာစင်ပေါ့ခုကဘလောက်မှမပေးရတဲ့လမ်းဝေးစည်းတွေကယ်ရီသမားတွေပြန်ရသမားတွေကိုဆူလိုတာပါ။ နောက်ပြီးနေကနေရန်ကုန်ကိုပတ်စံနဲ့နဲလေးနဲ့တလာမတိနားမလဲသေးတဲ့သူတွေကိုဂျင်းသေးမဲ့တက်စီစရာတွေစီပျော်ပျော်ကြီးအထဲခံလိုက်ပါလို့မဆိုလိုပါဘူးကိုတော်ချစ်ကုတ်သုံးဆွဲနေရတဲ့အချိန်မှာတော့900တထောင်ကအစစီးစစ်300မှာပဲအခုပြောနေတာကဒီလောက်ပမာဏကိုမှုနေစရာမလိုတဲ့လူနေမှုအဆင့်တန်းတစ်ခုမှရှိနေသူတွေကိုသာကြည်ရပါတယ်ကိုယ်လက်တအားမချမ်းသာတော့ရှိသမျှအကုန်တော့မဝင်နိုင်ဘူးပေါ့အဲ့ဒီလိုဝင်နေရင်လေတရားကြီးရဲ့ ကိုလိုက်ဝယ်လို့လဲသူတို့အများကြီးချမ်းသာမသွားဘူးဒါပေမဲ့နည်းနည်းတော့ဆော့အင်းဆော့ပြရသွားတယ်လေကျွန်တော်တို့နိုင်ငံကဆင်းရဲချမ်းသာကွာဟချက်ကြီးပါတယ်ကျွန်တော်တို့အတွက်ဘာမှမဟုတ်တဲ့ပတ်စံလေးကလူအချို့အတွက်တော့ထမင်းတနဲ့အိမ်ဆိုးဆိုးပြန်လို့ရလောက်တဲ့အမျက်ငွေအိမ်မှာစောင့်ကြံနေတဲ့ကလေးတွေအတွက်စားစရာစသဖြင့်ဖြစ်သွားနိုင်ပါတယ်မလူတက်ရင်ဈေးဝယ်ဆိုတဲ့မြန်မာစကားရှိပါတယ်ခုကျွန်တော်လို့ဖြစ်နေတာလीကတော့မလူတက်ရင်ဈေးဝယ်လို့ပြောရမယ်ထင်တယ် ဒါကြောင့်ဒဂုဒကကြီးအလှမလို့ဖြစ်ဘူးဆိုလမ်းဘေးစည်းရွယ်စီစီကအားပေးပါ။ကုညီတဲ့အနေနဲ့တမင်မဝဲခြင်းဘူးဆိုရင်တော့ဝဲတဲ့အခါတော့ဈေးမစစ်ပါနဲ့။သူတို့လောက်အားကိုတံမိုးထားပါ။ဈေးစစ်လိုက်လို့တက်တာသွားတဲ့900တထောင်ဟာငါ့အတွက်ဘာမှမဟုတ်ဘူးဆိုတာလေးကိုသတိရပေးပါ။အင်းစစပြန်စစနားကျင်လို့မြန်မြန်ကုန်ရင်ပြီးရောဆိုတဲ့စိတ်နဲ့ရောက်နေရတာကိုအခွင့်အရေးမယူပါနဲ့ အခုကစပြီးတခါလောက်ပဲစံဝယ်ကြည့်ပါ သူတို့ရဲ့ဝမ်းသာသွားတဲ့မျက်နှာရှူးခွက်ခုထက်မဟုတ်ပဲတကယ်ရင်ထဲကလာတဲ့ကျေးဇူးတင်ကစားကို မြင်ဘူးကြားဘူးသွားရင်ဈေးဝယ်ပြီးအလူလုံးတဲ့အလေးအထားတစ်ခုကိုယ်စီမှာရလာပါလိမ့်မယ်ဆိုတော့ဒါကအမှန်တရားတစ်ခုဖြစ်ပါတယ်ဒီလိုပီတိမျိုးကိုခံစားမှုရဲ့ရရှိမှုရဲ့ဆိုရင်ဒီလိုပီတိမျိုးကကိုယ့်ရဲ့တသက်လုံးမှာအမြင်နဲ့အမှတ်ရစရာကောင်းတဲ့အမှတ်တရားတစ်ခုဖြစ်ပါတယ် ဒီလိုမျိုးကိုဒီစာဖတ်သူကိုယ်တိုင်လည်းလုပ်တယ်ပေါ့နော် တကယ်ပြောရှင်းစရာကောင်းပါတယ်ကိုကချမ်းသာနေလို့မဟုတ်ပါဘူးဟိုသူဒီဆရာပြောတယ်လို့ပေါ့နော်ကို့အတွက်900တထောင်ကအဲ့လောက်မဟုတ်ဘူးဆိုရင်ဒါကလုတ်တင်လုတ်ထားလုတ်ထိုက်တဲ့လုတ်ဖို့ကောင်းတဲ့အခွင့်အရေးတစ်ခုအလစ်အချင်းတစ်ခုလို့ပြောချင်ပါတယ်အကြံပေးချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဒီလိုမျိုးတမိုးရှိရဲ့အကောင်းဆုံးလေးတစ်ခုမှထက်လက် ထမံပြန်လည်ဆုံတွေ့ပါမယ်